ဟယ်လိုမင်္ဂလာပါရှင်။ကျမယနေ့ဆွေးနွေးပေးသားမယ်ပေါ့နော်။ခေါင်းစဉ်လေးရကြတော့အကြောင်းအရာလေးရပေါ့။အေးကျမတို့ရဲ့ကလေးတွေကိုကြီးပြင်းအောင်ပြုစုပြောထောင်ခြင်းပုံစံနေအထူးသဖြင့်တော့ကျမတို့မိဘပညာပေးခြင်းအကြောင်းလေးပါ။ Parenting and Parenting Education ပြုစုပြောထောင်တဲ့ပုံစံတွေရှိမယ်။ဒီမိဘတွေပြုစုပြောထောင်ပေးနေတဲ့မိဘတွေကိုပြင်ဒီအသိပညာတွေပြဝေခြင်း အစီအစဉ်လေးလည်းဖြစ်ပါတယ်ရှင်။အဲ့တော့ကလေးတွေကိုပြုစုပြုထောင်တယ်ဆိုတာဟိုလွယ်ကူတယ်လို့ပြောရင်လည်းအဲလွယ်ကူတယ်လို့လွယ်ကူလားခက်ခဲလားလို့မေးလွယ်ကူလွယ်ကူပါတယ်လို့ပြောရင်လည်းရတယ်လို့ပဲတကယ်တော့ဟိုမလွယ်ကူပါဘူးလို့ပြောရင်လည်းဖြစ်ပါတယ်ဟိုသိကြပါတယ်ကလေးတယောက်ကိုစနစ်တကျ ကြည်ပြောင်ပြုစုပြောထောင်ဖို့ဆိုတာအင်မတန်ကိုပဲအရေးကြီးရယ်လွယ်ကူတဲ့အကြောင်းအရာတစ်ခုတော့ဖြစ်မနေဘူးပေါ့ရှင်အဲ့တော့အဲ့လိုမျိုးရှိနေတဲ့အခြေမှာပေါ့နော်ကျမတို့ကလေးတွေကိုလူကြီးကျမတို့မိဘတွေရဲ့ကလေးတွေကိုပေါ့နော်ဟိုပြုစုပြောထောင်တဲ့အခါမှာတကယ်ကိုပေါ့နော်သူတို့တွေမှာကျမ်းမာစွာနဲ့လူသားတယောက်အဖြစ်ရှင်သန်ဖွံ့ဖြိုးလာဖို့ဆိုတာ အင်မတန်ကိုပဲအချက်လက်ပြည့်စုံစွာနဲ့ပေါ့နော်ဟဲ့လေးလာ သုံးသက်ဟဲ့သူတို့ကိုပြုစုပြထောင်ခြင်းနေပေါ့နော်စနေတကြလုံဆောင်နိုင်မှသာဟဲ့သူတို့တွေကခုနကကျမတို့ဖြစ်စေခြင်းနဲ့ပေါ့နော် ကျမ်းမာပျော်ရွှင်ပြီးတော့လူပိသားတဲ့ဟဲ့လူသားလေးတွေအနေနဲ့ကြည်ပြင်းလာကြမှာလည်းဖြစ်ပါလေရှင်အဲ့တော့အဲ့လိုမျိုးလေးတွေဖြစ်လာအောင် ကျွန်တော်ကနေရနေပြီးတော့ပေါ့နော်ကျွန်တော် slide ကလေး73ခုနဲ့တွေ့တယ် အဲ presentation 73ခုဒီမှာစီစဉ်ထားတယ်။အဲ73ခုလုံးပြည့်သွားပြီဆိုရင်တော့ကျွန်တော်ရဲ့ဆွေးနွေးထားတဲ့ parenting style and parenting education ဆိုတဲ့ကလေးတွေကိုကြီးပြအောင်ပြုစုပြောင်းထောင်ခြင်းပုံစံနဲ့မိဘပညာပေးခြင်းဆိုတဲ့ဒီကျွန်တော်တို့ဒီခန္ဓာလေးကိုဟိုဒီလိုမျိုးပေါ့နော် presentation 73ခုနဲ့ပြင်ဆင်ထားပါတယ်ရှင်။အဲ့တော့ပထမအဦးဆုံးပေါ့နော်ကျွန်တော်စတင်ပြီးတော့ဆွေးနွေးလိုတာကဂျာတော့ parenting ကလေးတွေကိုဒါကတော့ကျမတို့ကလေးတွေကိုကြီးပြင်းအောင် ပြုစုပြောထောင်ခြင်းပေါ့ဒါအောင်မိဘပညာပေးခြင်းလို့လည်းပြောလို့ပြောဆိုလို့ရတယ်လို့တကယ်တော့မိဘတွေကိုအသိပညာမျှဝေလိုက်ခြင်းဟာကလေးတွေကိုကြီးပြင်းအောင်ပြုစုပြောထောင်တဲ့အစီအစဉ်လေးပုံစံလေးတွေကိုမျှဝေပေးခြင်းလည်းဖြစ်ပါလေရှင်အဲ့တော့ဒီမှာဆိုရင် ကျမခေါင်းစဉ်ကြီး၃ခုနဲ့ဆွေးနွေးပေးသွားမှာဖြစ်ပါလေရှင် ဲ့ဒီကောင်းစဉ်တွေအကြတော့ပထမဦးဆုံးက parenting ကလေးတွေကိုကြီးပြင်းအောင်ပြုစုပြုထောင်ခြင်းဘယ်လိုပုံစံအနေနဲ့ပြုစုပြုထောင်ရမလို့ဘယ်လိုစိတ်ထားလေးတွေနဲ့ပြုစုအထူးသဖြင့်တော့ဘလို့အတွီးခေါ်လေးတွေနဲ့ဘလို့စိတ်ထားမျိုးလေးတွေနဲ့ဘလို့ခံယူချက်ကလေးတွေနဲ့ပြုစုပြိုးထောင်ရင်ပူပီးကောင်းမွန်တဲ့ အဲလူသားတွေဖြစ်လူပိသားတဲ့လူသားတွေဖြစ်ဖွံ့ဖြိုးလာကြမလို့ပေါ့ဒါမျိုးလေးတွေကိုကျွန်မဆွေးနွေးပေးမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုနောက်ကောင်းနောက်တစ်ခုကကြတော့ Pyrenee style ကလေးတွေကိုကြီးပြင်းအောင်ပြုစုပြူထောင်တဲ့ပုံစံနေရာအဲကျွန်တော်တို့ရင်ကျေးမှု မတူတာတွေပဲဖြစ်ဖြစ် နေရာဒေသမတူတာပဲဖြစ်ဖြစ်ပေါ့နော်။အဲယူဝါဒဘာသာရေးပေါ့ကိုယ်ွယ်တဲ့ဘာသာယုံကြည်မှုတွေမတူတာပဲဖြစ်ဖြစ်ပေါ့နော်။ အဲ့လိုမတူညီဘူးတွေမှာ क्वे ပြားမှုတော့ရှိမယ်ဒါပေမဲ့လို့အခြေခံပေါ့နော် အခြေခံသူတို့ကိုအဲပြုစုပြောထောင်ပေးရမယ်ကလေးတွေကိုပြုစုပြောထောင်ပေးရမယ်ပုံစံလေးတွေရောရှိပါတယ်ရှင်အဲ့ဒီပုံစံလေးတွေကိုကျွန်မကဆွေးနွေးပြီးမှလည်းဖြစ်ပါတယ် နောက်တစ်ခုက parenting education တော့အတူယုတ်ပြောရင်တော့ကျမတို့မိဘပညာပေးခြင်းမိဘတွေကသိပညာမျှဝေပေးခြင်းအစီအစဉ်လေးဖြစ်တဲ့ဒီဟာတကယ်လို့ဒီလိုလှုပ်ဆောင်ခြင်းဟာကလေးတွေကြီးပြင်းအောင် ပြုစုပျိုးထောင်ပေးတဲ့ပညာရေးနည်းလမ်းလေးတွေကိုမျှဝေပေးတဲ့အစီအစဉ်လေးဖြစ်ပါတယ်အဲ့တော့ကျမဆွေးနွေးပြီးမယ်ခေါင်းစဉ်ကြီး၃ခုရှိပါတယ်အဲ့တော့ယနေ့ပထမအဦးဆုံးပေါ့နော်ကလေးတွေကိုကြီးပြင်းအောင်ပြုစုပျိုးထောင်ခြင်းတဲ့ ဒါဆိုရင်ကျမတို့မိကုံးလေးနဲ့စာကြည့်အောင်ကလေးတွေကိုကြည့်ပြအောင်ပြုစုပြောထောင်ခြင်းဆိုတာဘာကိုပြောတာတော့ကျမကလေးတွေကိုပြုစုပြောထောင်ရတာလွယ်ကူတယ်လို့မြင်ပါသလားခက်ခဲတယ်လို့မြင်ပါသလားဘယ်လိုမိမိရဲ့ကလေးတွေကိုဘယ်လိုပုံစံမျိုးတွေဖြစ်အောင်ပြုစုပြောထောင်ခြင်းတာတော့ပေါ့စသည်ဖြင့်ပေါ့နော်ဒါမျိုးလေးတွေကိုဒါဟိုဘယ်လိုကြည့်ပြလာပြုစုပြောထောင်ခြင်းနေ ဒါဆိုရင်ဘယ်လိုပုံစံမျိုးတွေရှိရမလို့ဆိုတာလေးကိုကျမတို့တွေအေဝေဖန်သုံးသပ်ဖို့လည်းလိုပါတယ်။ဒါကြောင့်ကလေးတွေကြည်ပြင်းအောင်ပြုစုပြောထောင်ခြင်းဆိုတာဘာကိုပြောတာတော့ဘို့အမေပိုင်တွေကထွက်တယ်အစားအစာတွေကျွေးတယ်ကြောင်းထားချိန်မှာကြောင်းထားပေးတယ်။အဲပေါ့နော်အဲအဲအဝိစားလိုရင်အဝိစားဆင်ပေးတယ်။ဒါမျိုးကိုပြုစုပြောထောင်တယ်လို့ခေါ်တာလားပေါ့။ ဒါတွေလည်းပြုစုပြောင်းထောင်ထိုင်ပြုစုပြောင်းပြုစုပြောင်းထောင်ပေးရမယ်အချက်ထဲမှာတစ်ခုအနေနဲ့ပါဝင်တာဖြစ်တော့ဖြစ်တာကတော့မှန်ပါတယ်အဲ့လိုမျိုးပြုစုပြောင်းထောင်တဲ့အခါမှာဒီပြုစုပြောင်းထောင်တဲ့ဒူတွေရဲ့ပေါ့နော်အဲကလေးတွေပုံစံနေရှိမယ်အဲ ပြုစုပြောထောင်ပေးရမယ့်အခြေအနေတွေရှိမယ်။ဒါကြောင့်ကလေးတွေကိုကြီးပြင်းအောင်ပြုစုပြောထောင်ခြင်းဆိုတာတဲ့မိဘနဲ့ကလေးကြားမှာနှွေးထွေးချစ်ခင်မှုတွေရှိရမယ်။ဒီမှာရှေ့ပိုင်းမှာ ECCD ပညာရေးကိုဆွေးနွေးတဲ့အခါမှာကလေးကိုချစ်ပေးပါ၊မိမိကကလေးကိုချစ်ကြောင်းပြပါ။ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုမှာဒီဒါမိယိုးကလာမှာရှိတယ်။ကလေးကိုချစ်ရင်အိတ်တုံးမဲ့နန်းမှာတဲ့။ကလေးကိုချစ်လို့နန်းမှာဟောတာ တိတ်တုံးမဲ့နမ်းမှာဘာလို့လဲဆိုတော့ကလေးကအဲရောက်တဲ့သားမှာစိုးလို့သူ့ကိုချစ်တော့ချစ်တယ်ဒါပေမဲ့ချစ်ချောင်းကိုမပြဘူးဆိုတဲ့သဘောတရားပေါ့ရှင်ဒါဟာတကယ်တော့ဒါလွဲချော်နေတဲ့အတွေ့အလေးတွေပါ ကလေးကိုမိမိပါတယ်မိပါတယ်ကချစ်တယ်ဆိုတာကိုကလေးသိအောင်တည်တည်ချာချာပြုမှုဆက်ဆံအမှဖြစ်တယ်နွေနွေထွေထွေကျင်ကျင်နာနာဆက်ဆံအမှလည်းဖြစ်ပါတယ်ရှင် အဲ့ဒါမှာသူတို့တွေပေါ့နော်ကျွန်တော်တို့ရှေ့မှာဆွေးနွေးခဲ့ထားအကြောင်းအရာရဲ့မှာအများကြီးပါတယ်ကလေးတွေကိုဒီလိုမျိုးနှွေးထွေးချစ်ခင်မှုတွေကျင်နာမှုတွေကိုမိဘကအစီအရရှိပါလားဆိုတဲ့အဲသူတို့ရဲ့အတွေးတွေထဲမှာသူတို့ရဲ့နှလုံးသားထဲမှာဆွေးမြဲသွားမှသူတို့ကိုယ်သူတို့ယုံကြည်မှုတွေပြေဝလာမယ်သူတို့ကိုယ်သူတို့ အဲချစ်ခင်တတ်မှုတွေလည်းပြည့်ဝလာမယ်အဲ့ဒီလိုပဲသူတို့ရဲ့ဖွံ့ဖြိုးရမယ်ကြံ့ခိုင်တင်းကြံ့ခံနိုင်တဲ့စွမ်းရည်ဖွံ့ဖြိုးလာမယ်နောက်တစ်ခါမိမိတို့ဘယ်လိုနေထိုင်ရမယ်ဆိုရဲပေါ့နော်အဲသူက child well being နေကျမ်းမာပြောရှင်သာနေထိုင်နိုင်နေထိုင်တတ်တဲ့ကလေးလေးတွေပြည့်လာမှလည်းဖြစ်ပါလေရှင်အဲ့တော့မိဘနဲ့ကလေးကြားမှာနှွေးထွေးတဲ့ချစ်ခင်မှုရှိရမယ်ကလေးကလည်းမိဘအပေါ်ကိုချစ်ခင်မှုပြရရမှာဖြစ်တယ်လို့ပဲမိဘရလည်းကလေးဘော်ကိုချစ်ခင်မှုကျင်နာမှုကို ကလေးတီအောင် ပြောပြရမှာအချိန်ချင်းပြောပြရမှာ ဖြစ်ပါလေရှင်အချိန်ချင်းပြုမှုပေးရမှာဖြစ်ပါလေရှင်ဒါကြောင့်ねအပြန်အလှန်နားလဲပေးနိုင်တော့ပြန်လာနားလိုက်ပြီးနေရမယ်အဲ့ဒီခါမှာကလေးနဲ့မိပါကြမှာရွှေထွေးချစ်ခင်မှုတွေရှိပြီးစင်နာမှုတွေရှိပြီးဆိုရင်တယောက်နဲ့တယောက်အပြန်အလှန်နားလဲပေးနိုင်တဲ့သူတွေဖြစ်လာမယ် ဒါဆိုရင်ကျမတို့ရဲ့ကလေးတွေကတကယ်ကိုလူပီးသားတဲ့ကလေးတွေဖြစ်ပွင့်ပြိုးလာစေမှလည်းဖြစ်တယ်။ဒါကြောင့်မိဘနဲ့ကလေးကြမှာနှွေးထွေးချစ်ခင်မှုတွေရှိရမယ်။အပြန်အလှန်နားလည်ပေးနိုင်ရမယ်။အဲ့ဒီမှာလည်းပဲနှွေးထွေးချစ်ခင်မှုအပြန်အလှန်နားအပြန်အလှန်နားလည်ပေးနိုင်မှုဆိုတဲ့နေရာမှာလည်းပဲဟိုကျမတို့လူကြီးတွေကအဲမိမိစိတ်ထဲမှာကြည်လင်းနေတယ်အဲစင်ပြေနေတယ်ဆိုရင် လေးပေါ်ကိုဆက်ဆံတဲ့ပုံစံအတမျိုးစိမိစိတ်ထဲမှာကလေးရဲ့ပြုမှုမှုကိုမိမိကသဘောမတွေ့တော့ဘူးဆိုရင်အဲသူ့ကိုဒါအဲပြုမှုလိုက်တဲ့အပြုမှုလေးပေါ့စိတ်စိတ်ထဲမှာစိမပြေတဲ့ပြုမှုတဲ့ပုံစံတမျိုးပေါ့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒါပေမဲ့လို့ဒါမျိုးလေးတွေကို ပြုမှုချင်းတယ်ပေါ့နော်ကလေးနဲ့မိဘကြားမှာအဲချစ်ခင်နှွေးထွေးမှုရှိတဲ့အခါမှာဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကလေးကိုနှွေးထွေးချစ်ခင်မှုနဲ့ပဲပြုမှုဆက်ဆံရမယ်။အပြန်အလှန်နားနဲ့ပေးနိုင်တဲ့ပုံစံမျိုးနဲ့ပဲပြုမှုဆက်ဆံမှာဖြစ်ပါလေရှင်။အဲ့တော့ကလေးကမိမိမကြိုက်တဲ့အပြုမှုတစ်ခုကိုပြုရင်လေချစ်ခင်မှုနဲ့သူကိုလမ်းကြောင်းမှန်ပေါ်ရအောင်ပြုပြင်ပေးရမှာဖြစ်ပါရဲ့ဒါမျိုးတွေပေါ့နော်ဒီလိုမျိုးအတွေးတွေဒီလိုမျိုးအပြုအမူတွေဟာအရေးကြီးတာဖြစ်ပါတယ်ကျမတို့ရဲ့ကလေးတွေကိုကြီးပြင်းအောင်ပြုစုပြောင်းထောင်တဲ့နေရာမှာ နှွေးတွေးချစ်ခင်မှုလို့ရဒီနှွေးတွေးချစ်ခင်မှုတွေအပြန်အလှန်နားလဲပေးနိုင်တဲ့မှုတွေဟာဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်မိမိစိတ်ထဲမှာကြည်နဲ့လို့မိမိစိတ်ထဲမှာကလေးရဲ့ပြုမှုတခုကိုသဘောကျလို့ပဲဖြစ်ဖြစ်ကလေးရဲ့အပြုမှုတခုဟာမိမိစိတ်ထဲသဘောထဲမှာအဲသဘောမကျတာပဲဖြစ်ဖြစ်ပေါ့ဘယ်လိုပုံစံမျိုးပဲဖြစ်နေပါစေကလေးပေါ်ကိုတော့နှွေးတွေးချစ်ခင်မှုအပြန်အလှန်နားလဲပေးနိုင်တဲ့ ပုံစံမျိုးနဲ့ပဲပြုမှုဆက်ဆက်မှုလိုပါတယ်။ဒါမှခုနကျမပြောတဲ့ကလေးတွေကိုလူပီတပြီးတော့ပေါ့နော်။သူတို့ကိုသူတို့အဲကျဲပေါ့နော်။အဲကိုကိုကိုစောင့်ရှောက်နိုင်မယ်။အဲအနေရကင်းအောင်နေနိုင်မယ်။ Child well being နေဖြစ်လာမယ်။ Child resilience ရှိတဲ့ ပေါ့နော်ကလေးတွေဖြစ်လာမယ်အဲ့လိုမျိုးဖြစ်အောင်ကလေးတွေကိုတကယ်ကိုပေါ့နော်နှွေးတွေးကြည့်ခင်မှုတွေပေးရမယ်အပြန်အလှန်နားလည်ပေးနိုင်မှုတွေပေးရမှာဖြစ်ပါတယ်ပြီးတော့အဲ့လိုမျိုးတွေပေးပြီဆိုရင်တဲ့အဲ့လိုမျိုးပေးခြင်းတွေကိုကျမတို့ကလေးပြုစုပြုထောင်ခြင်းရဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်ဖြစ်စဉ်တွေကတစ်ခုပဲရှိသေးတယ်။နောက်အကြောင်းအရာတွေကတော့အများကြီးရှိသေးတာပေါ့နော်။ကျမတို့ကလေးတွေကိုနှွေးတွေးကြည့်ခင်မှုတွေပေးရမယ်ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်အပြန်အလှန် နားလည်းပေးနိုင်တဲ့ကလေးပြုစုစုပြောထောင်ခြင်းပြစ်စင်တစ်ခုကိုလည်းကျမတို့ဒါပြုစုပြောထောင်ခြင်းပေါ့နော်တကလေးတွေကိုပြုစုပြောထောင်ခြင်းလို့ခေါ်တယ်အဲ့ဒီလိုပဲပေါ့နော်နောက်ပြီးတော့အဲ့ဒီလိုမျိုးတွေပြုမှုလိုက်ပြီးလှူဆောင်လိုက်ပြီးဆိုရင်ကျမဖွင့်ဖြိုးတဲ့လူဖြစ်လာဖို့တေးကြောင်ကာကွယ်စောင့်ရှောက်ပေးခြင်းကယူဆိုင်ပေးခြင်းတွေအားလည်းအရေးကြီးပါတယ်ဒီနေရာမှာလည်းအရေးကြီးသွားပြီးကာကွယ်စောင့်ရှောက်ပေးတာတွေကယူဆိုင်ပေးတာတွေမိမိက လုပ်တွေကဒီဒီကျမတို့ 21st century scale မှာတွေအကြောเนาะကျမတို့ဒီကအဲ scale တွေကလည်းမြင်လာတယ်လို့ပဲပေါ့เนาะကျမတို့ဒီလူသားတွေအတွက်လည်းအဲလုပ်ဆရာအလုပ်တွေကတော့အင်မတန်ကိုရှုပ်ထွေးလာတယ်အဲပတ်ဒီပေါ့အဆဆရရရိုက်ခတ်မှုတွေအဲဖိအားပေးမှုတွေအများကြီးကြုံတွေ့ကြရတယ် ဒီလိုမျိုးကြုံတွေ့တဲ့အခါမှာမိမိရကြုံတွေ့နေရတာဖြစ်တဲ့အတွက်မိမိစိတ်ထဲမှာအဆင်မပြေဘူးဆိုရင်လူကြီးမိဘရဲ့စိတ်ထဲမှာအဆင်မပြေဘူးဆိုရင်ကလေးပေါ်ပုံကြသွားတာမျိုးတွေတို့ကလေးပေါ်ကယူဆိုင်ပေးနိုင်မှုတွေအာနယ်သွားတာတွေတို့မိမိရဲ့စိတ် အစင်မပြေမှုကိုကလေးပေါ်ကိုထွက်ပေးပေးပလိုက်တာမျိုးတွေပေါ့ဒါမျိုးတွေကိုတော့အင်မတန်အင်မတန်ကိုရှောင်ကျင်ပေးကြရမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်ကျွန်တော်တို့ရဲ့ကလေးတွေကိုပေါ့နော်။ကျမ်းမာဖွင့်ဖြိုးတဲ့လူသားတွေဖြစ်လာအောင် ကာဝယ်ဆောင်ရှောက်ပေးခြင်းညီဂယူးဆိုင်ပေးခြင်းညီအရေးကြီးပါတယ်ရှင်။ဒါကြောင့်ကျွန်တော်တို့ကလေးတွေကိုပေါ့နော်လုံခြုံစိတ်ချတဲ့ပတ်ဝန်းကျင်မှာရှင်သန်ကြီးထွားဖို့လိုတယ်။ အဲခုနလိုမျိုးပေါ့နော်အဲခိုင်ရန်ဒေါသတွေဖြစ်ပွားနေတဲ့ပတ်ဝန်းကျင်မျိုးတွေအော်ဟစ်ဆူညံနေတဲ့ပတ်ဝန်းကျင်မျိုးတွေအိမ်တွင်ကြံဖက်မှုတွေအဲပတ်ဝန်းကျင်မှာ abuse လုပ်ခံရတာတွေဒါမျိုးတွေဒီလိုမျိုးအန္တရာယ်တွေကနေကာကွယ်စောင့်ရှောက်ရမယ်ခရူးဆိုင်ပေးရမယ်ဒီလိုမျိုးလှုပ်ဆောင်ခြင်းကိုကျမတို့ကလေးတွေကို ကလေးတွေကိုကြီးပြင်းအောင်ပြုစုပျိုးထောင်ခြင်းလို့ခေါ်တာဖြစ်ပါတယ်ရှင် ဲ့တော့ကလေးတွေကိုကလေးများကို ကြီးပြင်းအောင်ပြုစုပြောထောင်ခြင်းဆိုတာကလေးနဲ့မိဘအကြားຫນွေတွေးချစ်ခင်မှုတွေအပြန်အလှန်နားလည်ပေးနိုင်တဲ့ကလေးပြုစုပြောထောင်ခြင်းဖြစ်စဉ်တစ်ခုဖြစ်တယ်။ကျမ်းမာဖွင့်ပြတဲ့လူသားတွေဖြစ်လာဖို့အတွက်အဲတေးသေးချာချာပေါ့နော်တေးကြအောင်တေးကြဖို့လိုတယ်ဒီလိုမျိုးပေါ့နော်အဲ တေချာလှုပ်ဆောင်မှုလူတယ်ကာကွယ်စောင့်ရှောက်ပေးဖို့လူတယ်ဂယုဆိုင်ပေးခြင်းတွေကိုကျွန်တော်တို့ကလေးတွေကိုကြီးပြင်းအောင်ပြုစုပြောင်းထောင်ခြင်းလို့ခေါ်ပါတယ်ရှင်အဲ့တော့ခနေဆွေးနွေးသွားတဲ့အကြောင်းအရာလေးဆိုရင် ကျွန်တော်တို့ကလေးတွေကိုမိဘတွေကနေပြီးတော့ပြုစုပြောင်းထောင်နေကဲခေပါတွေကပြုစုပြောင်းထောင်တဲ့အခါမှာလဲကလေးတွေကိုပေါ့နော်အဲဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်သူတို့ကို အဲနွေးထွေးချစ်ခင်မှုတွေရှိရမယ်အပြန်အလှန်နားလည်မှုတွေရှိရမယ်အဲလူသားတွေဖြစ်ပေါ့နော်တကယ်ကိုကျမ်းမာတန်ဆန်းတဲ့လူသားတွေဖြစ်ဖွံ့ဖြိုးလာအောင်အဲလုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်အဲစစ်မှန်တဲ့မေတ္တာတွေလည်းပေါ့နော်တကယ်ကိုသူတို့ဘောကိုပြုစုဆောင်ရှောက်တဲ့ပုံစံနေနဲ့ပေါ့နော်အဲဆောင်ရှောက်ပေးသွားကြရမယ်ဒီလိုမျိုးနဲ့ဟိုကလေးပြုစုဆောင်ရှောက်ခြင်းဆိုတာတကယ်တော့ လွယ်ကူတယ်ဆိုတာလွယ်ကူပါတယ်လို့ပြောတဲ့သူတွေကကြတော့ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ကလေးကိုပြုစု ဆောင်ရှောက်မဲ့နီးလန်းနေပုံစံတွေကိုသူတို့တွေကနားလဲတက်ကြွထားတာဆိုတော့နားလဲတက်ကြွသွားပြီဆိုရင်ဒီပုံစံလေးတွေကတကယ်တော့လွယ်ကူတာပါခက်ခဲတဲ့အပြုအမူတခုမရှိဘူးတခုမှမရှိဘူးပေါ့နော်အဲနောက်မိမိရဲ့စိတ်ထားတွေမိမိကလေးပေါ်မှာသဘောထားမဲ့အတွေးတွေအဲသဘောထားတွေဒါမျိုးတွေကလည်းပဲစစ်မှန်ဖို့လိုတယ်အဲမိမိစိတ်ထဲမှာဒေါသထွက်တာကလေးပေါ်ပုံချခြင်းတွေမိမိစိတ်ထဲမှာအဆင်မပြေတာကလေးကိုသွားပြီးတော့ဒါပေါ့နော်ဒီမိမိနိုင်တဲ့မိမိပြောတဲ့ မြကိုခံရမယ်ကလေးကိုသွားပြီးတော့ကျမတို့တွေအဲအကြံဖက်တဲ့ပုံစံအိမ်တွင်းအကြံဖက်တဲ့ပုံစံမျိုးတွေကလေးကိုစိတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာနာကျင်မှုဖြစ်စေသွားမယ်ပုံစံမျိုးတွေကနေရှောင်ကျဉ်ပြီးတော့ပေါ့နော်တကယ်ကိုပေါ့အဲအပြန်အလှန်နှွေထွေးချစ်ခင်မှုတွေနဲ့အတူ လုံးကြုံစိတ်ချရပြီးတော့သူတို့တွေကိုဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ဂယူးဒီဇိုင်းနဲ့ပေါ့နော်ဖွံ့ဖြိုးလာအောင်ကျမ်းမာတဲ့လူသားတယောက်ဖြစ်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်သွားကြရမယ်ဆိုတဲ့အကြောင်းလေးကိုကျမယနေ့ဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်